ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဖူခတ်ကိုအလဲခီးသွားကျင်တဲ့သူတွေအတွက်ထိုင်းနိုင်ငံရဲ့ဖူခတ်ကျွန်းအကြောင်းတည်ထားတင်တာလေးတွေကိုကျွန်တော်တည်ထားသလောက်တူတူရှင်းရှင်းနဲ့ခီးသွားလမ်းညွှန်တဘောမျိုးပြောပြပေးပါမယ်ဗျဖူခတ်ခီးသွားလမ်းညွှန်ဆိုတော့ဖူခတ်ရဲ့ပတဝီအနေထားနဲ့တမိုင်းကြောင်းလေးလည်းနည်းနည်းပြောပြပြီးတော့ဗီဒီယိုလေးကိုစလိုက်ပါမယ်ဗျယနေ့ခေတ်မှာကတော့ဖူခတ်ကထိုင်းနိုင်ငံရဲ့အထင်ရှားဆုံးခီးသွားမျိုးတွေထဲကတစ်မျိုးဖြစ်ပါတယ်ဖူခတ်ကထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတာဖြစ်ပြီးတော့ ထိုင်းနိုင်ငံရဲ့အကြီးဆုံးကျွန်းဖြစ်ပါတယ်ကျွန်းပေါ်မှာကတောင်တန်းတွေတောင်ကုန်းတွေနဲ့လှပတဲ့ကမ်းခြေတွေအပြင်တမိုင်းအမွေအနှစ်တွေနဲ့ပြင်းထန်နေတဲ့စီကားတဲ့လူတွေရက်ွက်တွေရှိတဲ့ကျွန်းကြီးတစ်ကျွန်းဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတဲ့စကားလုံးကတော့မလေးဘာသာစကားကနေဆင်းသက်လာတာလို့သိရပြီးတော့တောင်ကုန်းလို့အဓိပ္ပာယ်ရပါတယ်ဖူခတ်ကျွန်းပေါ်မှာကထိုင်းလူမျိုးဗုဒ္ဓဘာသာဝင်တွေအပြင် မလေးနွယ်ဘွားအစ္စလမ်ဘာသာဝင်တွေနဲ့ဟိုးယခင်ရှေးကာလတွေတဲက ဖူးခတ်မှာရွှေပြောင်းအခြေထားနေထိုင်ကြတဲ့တရုတ်လူမျိုးအများစုနေထိုင်ကြပါတယ်။တမိုင်းကျောင်းအရာဆိုရင်လည်းဖူးခတ်ကတစ်ချိန်လုံးကတရုတ်နဲ့အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာအရေးပါတဲ့နေရာတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ပေါ်တူဂီ၊ပြင်သစ်၊နယ်သာလန်နဲ့အင်္ဂလန်ကကုန်သွယ်ရေးတင်မောတွေကဖူးခတ်မှာရန်နာခဲ့ကြပြီးတော့ယနေ့ခေတ်ရဲ့ဖူးခတ်အိုတောင်အေရိယာဟာဆိုရင်လည်းလှပခံရတဲ့ဥရောပလက်ရာရှီဟောင်းအဆောက်အဦတွေကြောင့် ကြီးသွားတွေကြားမှာနာမည်ကြီးပါတယ်ဖူးခတ်အိုတောင်းကကျွန်းရဲ့အလဲပိုင်းလောက်မှာရှိတာဖြစ်ပြီးတော့ကန်းကြီးတွေကတော့ကျွန်းရဲ့အနောက်ဘက်ကန်းတောင်ဘက်ချမ်းနဲ့အရှေ့မြောက်ဘက်ချမ်းတို့မှာရှိတာဖြစ်ပါတယ်ဖူးခတ်လေစိတ်ကကျွန်းရဲ့မြောက်ဘက်ပိုင်းမှာရှိတာဖြစ်ပြီးတော့ကျွန်းရဲ့တောင်ဘက်အစွန်းဆုံးအပိုင်းလို့ဆိုနိုင်တယ်လဝေကန်းကြီးနေရာကိုလေစိတ်ကနေသွားမယ်ဆိုရင်တနင်္ဂနွေနှစ်နိုင်လောက်ကားနဲ့သွားရတာမို့ဖူးခတ်ကအတော်အသင့်ကြီးမားတဲ့ကျွန်းတစ်ခုလို့ဆိုနိုင်ပါတယ် ူခတ်မှာကတော့ယာဒီဥဒုကနှမျိုးရှိပါတယ်၆တွေးတဲ့ယာဒီနဲ့မိုးယာဒီပါဖူခတ်ရဲ့ခီးသွွားယာဒီက၆တွေးတဲ့ယာဒီဖြစ်တဲ့နိုဝင်ဘာလကနေဧပြီလအထိဖြစ်ပြီးတော့ယာဒီဥဒုကြည်လင်ပြီးနေတာရာမိုးနေတာတွေကြောင့်ခီးသွွားအများစုလာရောက်လည်ပတ်ကြတဲ့ကာလဖြစ်ပါတယ်ယာဒီဥဒုကောင်းတဲ့အချိန်ဖြစ်တာကြောင့်ကမ်းခြေမှာအနားယူတာကျုံးတွေပဲရှောက်လေတာအပါအဝင် outdoor activities တွေလုပ်လို့ကောင်းတဲ့ကာလလည်းဖြစ်ပါတယ်ဖူခတ်ရဲ့ low season ကတော့မိုးတွင်းလို့ဆိုနိုင်တယ် မေလကနေအော်တိုဘာလအထိဖြစ်ပြီးတော့ဒီကာလတွေမှာတော့မုတ်သက်လေပြင်းတွေရှိတာကြောင့်ခီးသွွားရတာကစိတ်သွားတိုင်းကိုမပါနိုင်တဲ့ကာလတွေလို့ဆိုနိုင်ပါတယ်ခီးသွွားရာဒီမဟုတ်တာမို့ဒီကာလမှာခီးသွွားမယ်ဆိုရင်တော့ခီးသည်ိတ်တက်ခုသည်ိတ်တွေတက်တာပါမယ်လူတွေရှုပ်ရှက်ခတ်မနေပဲအေးစေးစေးအနားယူလို့ရပါမယ်ဖူးခတ်ကိုခီးသွွားတွေအလားအများဆုံးအချိန်ကတော့ဒီဇင်ဘာလနဲ့ဇန်နဝါရီလပါဒီကာလတွေမှာဖူးခတ်ကိုတွားဖို့စဉ်းစားထားရင်တော့ခီးသွွားလက်မှတ်တွေနဲ့ တဲခုတ်ဖို့အတွက်ကိုကြိုးကြိုးတင်းတင်းလေးစီစဉ်ထားမှာပဲအဆင်ပြေပါမယ်ခက်ကိုတော့ဘန်ကောက်ကနေ express ကားကြီးတွေနဲ့သွားလို့ရပါတယ်။ထိုင်းနိုင်ငံရဲ့တခြားသောမြို့တွေကနေလည်းခုခက်ကိုသွားတဲ့ကားတချို့ရှိပါတယ်။မြို့တိုင်းကနေတော့ခုခက်ကိုမရောက်နိုင်ပါဘူး။ကိုနေတဲ့မြို့နဲ့နီးစပ်ရာကားဝင်းတွေမှာစုံစမ်းကြည့်နိုင်ပါတယ်။ဘန်ကောက်ကနေခုခက်ကားကားကတော့ ဘတ်900ကနေ1000ဝန်းကျင်လောက်ရှိပါတယ်။ဖူခတ်ကိုဘန်ကောက်ကနေလေနဲ့လည်းသွားလို့ရပါတယ်။ဘန်ကောက်တူနာဘူမီလေဆိပ်ကနေရောဒွန်မောင်လေဆိပ်ကနေပါဖူခတ်ကိုသွားတဲ့လေယာဉ်တွေရှိပါတယ်။တနေ့ကို ခီးစဉ်ပေါင်း20လောက်ရှိပါတယ်။ဘန်ကောက်ကနေဖူခတ်ကိုလေယာဉ်၅ကအနည်းဆုံးဘတ်1000ဝန်းကျင်လောက်ကစပြီးတော့ရှိပါမယ်။ဘန်ကောက်ကနေသွားတာအပြင်ချင်းမိုင်ပတ္တရာတို့လိုတချို့မြို့တွေကနေလည်းဖူခတ်ကိုသွားတဲ့လေရင်တချို့ရှိပါသေးတယ်။ဒါအပြင်ဖူခတ်လေဆိပ်က နိုင်ငံတကာလေဆိပ်ဖြစ်တာမို့လို့ဘန်ကောက်ကိုမဝင်ဘဲနဲ့နိုင်ငံသားကနေဖူခတ်ကိုတခါတည်းတမ်းပြီးတော့လဲသွားခြင်းသွားလို့ရပါသေးတယ်မြန်မာနိုင်ငံကနေဆိုရင်လဲဖူခတ်ကိုတိုက်ရိုက်ပြေးဆွဲပေးနေတယ်လေကြောင်းလိုင်းတွေရှိပါတယ်ဖူခတ်ကလှပတဲ့ကန်းကြီးတွေကြောင့်ကဘာကျော်တဲ့ကျွန်းတွုံဖြစ်ပါတယ်ကျွန်းပေါ်မှာကထင်ရှားတဲ့ကန်းကြီးတွေကန်းကြီးအသေးလေးတွေနဲ့ လူအယောက်ပေါက်နေတဲ့ကန်းကြီးတွေကိုပါထည့်ပြီးတော့ရေသွက်လိုက်မယ်ဆိုရင်ကန်းကြီးပေါင်းက40လောက်ထိရှိတယ်လို့သိရပါတယ်။ဘုခတ်ကန်းကြီးတွေကနိုင်ငံသားတွေအကြိုက်တွေ့တဲ့ကန်းကြီးတွေလို့ဆိုနိုင်ပါတယ်။ထိုင်းလူမျိုးတွေကိုတော့ဘုခတ်ကကန်းကြီးတွေကိုအလဲလာတာမျိုးသိမတွေ့ရပါဘူးဗျ။ကန်းကြီးတွေမှာရေလာကစားကြတဲ့နိုင်ငံသားတွေအများစုကလည်းကိုသေးတဲ့ဟိုတယ်ကနေဘလောက်ပဲဝေးဝေးလမ်းလျှောက်လာမယ်။ပြီးရင်ကန်းကြီးမှာရှိတဲ့ခုံလေးတွေငှားပြီးတော့ တနေကုန်နေကြတာပါရေစင်းကူးလိုက်ရန်တက်လာပြီးတော့နေပူစာလုံလိုက်နဲ့အဲ့လိုပုံစံမျိုးပါမြမာကကန်းကြီးတွေမှာကျွန်တော်တို့အနားယူလေးရှိတဲ့ပုံစံမျိုးနဲ့တော့နည်းနည်းကွာတယ်လို့ဆိုနိုင်ပါတယ်ဒါအပြင်ဖူခတ်ကျွန်းကနေတဆင့်မာယာဘေဖီဖီအိုင်စလန်တို့လိုနေရာတွေအပါအဝင်ကျွန်းခီးစဉ်တွေကို activity တစ်ခုအနေနဲ့ခီးသွားလို့ရပါသေးတယ်တော်ရင်းတဘာဝတွေကို လေးလာတာအပါအဝင်ရင်ကျေးမှုအမွေအနှစ်တွေကိုလေးလာတာကစားလို့ကစားကွင်းတွေပြပွဲတွေများစွာလည်း ုထပ်မှာရှိပါတယ် knife light အတွက်ဆိုရင်လည်းပတောင်ကန်းညီနာကပေါ်ချိုချိုတွေအပြင်ညာသေးတွေနဲ့လက်ဘက်စရာတွေအများကြီးပဲရှိပါတယ် ဘုခတ်မှာ public transport ရှိလားဆိုရင်ရှိတယ်လို့ပြောရပါမယ်။ဘန်ကောက်လိုတော့မျိုးဘက်ရထားတွေမရှိပေမဲ့သူ့ရဲ့အချိန်စင်းနဲ့သူပြည့်စွဲပေးနေတဲ့လိုင်းကားတွေရှိပါတယ်။လေစိတ်ကနေကမ်းခြေကိုသွားမလား။ကမ်းခြေကနေဘုခတ်မြို့ထဲကိုသွားမလား။ကမ်းခြေတစ်ခုကနေနောက်ကမ်းခြေတစ်ခုကိုသွားမလား။စသဖြင့်ပြည့်စွဲပေးနေတဲ့လိုင်းကားတွေအများကြီးရှိပြီးတော့ဈေးနှုန်းအဖြစ်နဲ့ဘတ်90လောက်ကနေစပြီးတော့ရှိတာမို့အဆင်ပြေပါတယ်။ဒါအပြင်ဟိုနားတီနာသွားဖို့အတွက်တုတ်တုတ်တွေရှိသလိုတက္ကစီတွေလည်းငှားလို့ရပါတယ်။ Grab ဘောတို့ကနေလည်းအရွယ်တကူကားဟားလို့ရပါတယ်။ဒါပေမဲ့တက္ကစီကားတွေကတော့ဈေးနည်းနည်းများတယ်လို့ဆိုနိုင်ပါတယ်။ခုခတ်မှာလေပတ်ဖို့အတွက်ကတော့စိုက်ကယ်ကိုကျွန်းကျွန်းချင်းချင်းစီးတက်ရင်စိုက်ကယ်ငှားပြီးတော့လေပတ်တာကအကောင်းဆုံးပါပဲဒါပေမဲ့ခုခတ်ဟာတောင်တက်တောင်ဆင်းတွေများတဲ့ကျွန်းဖြစ်တာမို့စိုက်ကယ်စီးမကျွမ်းကျင်ဘူးဆိုရင်တော့ အနေရဲ့အရန်များပါတယ်မကြာခဏလည်းနိုင်ငံသားတွေရဲ့ cycle accident ဖြစ်တဲ့သတင်းတွေဖတ်ရပါတယ်ဖူခတ်ကျုံမော်ကတချို့တော်နေရာတွေကိုလိုင်းကားစီးပြီးတော့သွားလည်လို့ရနိုင်ပါတယ်တုတ်တုတ်ငါးစီးတာ grab နဲ့ boru ကနေလည်းကားဟားပြီးတော့သွားလို့ရပါတယ်ဖူခတ်ကနေတစ်ဆင့် one day trip ကျုံခီးစဉ်တွေဆိုရင်လည်းလက်မှတ်ရောင်းပေးတဲ့ကောင်တာတွေက နေရာတိုင်းလိုလိုမှရှိပါတယ် online ကနေလည်းတိုး package တွေစိတ်ကြိုက်ရှာဖွေပြီးတော့ဝယ်လို့ရပါတယ် ကျွန်းခီးစဉ်တွေ drive မယ်ဆိုရင်တော့ခီးသွားကုမ္ပဏီတွေက ခီးစဉ်စမဲ့စိတ်ကန်းနေရာအထီကိုအသွားအပြန်ကားအကျိုးအပို့တွေလုပ်ပေးကြပါတယ်။ဒါပေမဲ့တခုရှိတာကကားအကျိုးအပို့ကနေရာတိုင်းကိုတော့သူတို့မလုပ်ပေးပါဘူး။ခီးသွားအများစုတဲကြတဲ့နေရာတွေကိုပဲအကျိုးအပို့လုပ်ပေးတတ်ကြပါတယ်။ကျွန်းခီးစဉ်တွေမဝယ်ခင်မှာသူတို့အကျိုးအပို့လုပ်ပေးမယ်ဆိုတဲ့ area ထဲမှာပါလားဆိုတာကိုကြိုတင်ပြီးတော့မေးမြန်းလေ့လာသင့်ပါတယ်။ ဖူခတ်မာကအစားအသောက်တွေစုံလင်လှပါတယ်။ထိုင်းတောင်ပိုင်းလက်ရအစားအသောက်တွေအပြင်ထိုင်းအစားစာအစုံရှိသလိုတရုတ်အိန္ဒိယအစားအသောက်တွေနဲ့အနောက်တိုင်းအစားအသောက်တွေအထိစုံလင်နေအောင်ရှိပါတယ်။ဖူခတ်အိုတောင်မာကတော့တရုတ်နဲ့ထိုင်းလက်ရအစားအသောက်ဆိုင်တွေနဲ့ street food ဆိုင်တွေအများအပြားရှိပါတယ်။အရသာရှိပြီးနာမည်ကြီးတဲ့ local food တွေစားကြင်ရင်တော့ဖူခတ်အိုတောင် area ကိုတွားရမှာဖြစ်ပါတယ်။အိုတောင်ထဲမှာကစုတသိပ်ပေါင်းများစွာရထားတဲ့ ထိုင်းစားတောက်ဆိုင်တွေအများကြီးရှိတာကိုလည်းတွေ့ရမှာပါကျွန်တော်တို့မြန်မာတွေအီရှန်တွေအကြိုက်တွေ့တဲ့လက်ရာမျိုးတွေကဦးတောင်ဘက်ကဆိုင်တွေမှာတွေ့ရတယ်လို့ဆိုနိုင်ပါတယ်ကန်းကြီးဘက်တွေမှာကတော့နောက်တိုင်းအစားတောက်ကိုအဓိက ရောင်းတဲ့ဆိုင်တွေပို့ပြီးတော့များပါတယ်အလဲလာကြတဲ့နိုင်ငံခြားသားတွေကိုအဓိကထားပြီးတော့ရောင်းကြတဲ့ဆိုင်တွေဖြစ်တာမို့ထိုင်းစတိုင်ဆိုင်တွေတော့ဖြစ်မနေခဲ့ပါဘူးဗျဖူခက်ရဲ့အစားတောက်ဈေးနှုန်းတွေကတော့ဈေးကြီးတယ်လို့ဆိုရပါမယ်ဘန်ကောက်နဲ့ဈေးနှုန်းအဖြစ်ထောက်ဝက်နီးပါးလောက်ကွာပါတယ် free food ဆိုင်တွေနဲ့စားသောက်ဆိုင်ကြီးတွေကလည်းဈေးတိတ်ပြီးတော့မကွာတော့ဘူးထူးထူးခြားခြားတွေ့ရပါတယ်ဗျပင်လယ်သာရောင်းတဲ့ဆိုင်တွေဆိုရင်လည်းပဲခုခက်ရဲ့နေရအတော်များများမှရှိတာကိုတွေ့ရပါတယ်ဖူခါကခီးသွွားမြို့ဖြစ်တာမို့တဲခိုစရာနေရာတွေလည်းအများပြားရှိပါတယ် ကန်ကြီးရှိတဲ့ဟိုတယ်ကနေထွက်လိုက်တာနဲ့ကန်ကြီးကိုရောက်သွားမယ် Beach Front Hotel မျိုးတွေရှိသလိုတောင်ပေါင်းပေါ်ကနေကန်ကြီးကိုမြင်နေရမယ့် hotel တွေ hotel မှာတဲတဲ့သူတွေကိုပဲဝင်ထွက်ခွင့်ပေးတယ်ကန်ကြီးတီးတဲ့တဲ့ hotel တွေအဲ့လိုပုံစံမျိုးစုံနဲ့ရှိနေတဲ့ luxury hotel တွေအပြင်ဈေးသင့်တဲ့ budget hotel တွေလည်းအများကြီးရှိပါတယ်ဈေးနှုန်းတွေကတော့ခီးသွွားယာတီတွေဆိုရင်ဖူခက်က hotel တွေကအတော်လေးကိုဈေးကြီးတယ်လို့ဆိုနိုင်ပါတယ်ပွဲတော်ရက်တွေဆိုရင်အခန်းခါတွေက စမတန်တက်သွားပြီးတော့အခန်းရှာရလဲနည်းနည်းခတ်ပါတယ်ခီးသွွားရာဒီမှာဘူးခတ်ကိုသွားမယ်ဆိုရင်တော့ကြိုတင်ပြီးတော့ဟိုတယ်တွေစီစဉ်ဖို့အကြံပေးကြပါတယ်ခုခတ်မှာအဆင်ပြေတာတခုကစားတောက်ဆိုင်တွေဟိုတယ်တွေနဲ့နေရာတိုင်းလိုလိုမှာကျွန်တော်တို့မြန်မာဝန်ထမ်းတွေရှိကြပါတယ်။ဒါကြောင့်ကိုကအင်္ဂလိပ်လိုမတတ်ဘူး၊ထိုင်းလိုမတတ်ဘူးဆိုရင်တော့မှ ပြောဆိုဆက်သွယ်ဖို့အတွက်အဆင်ပြေပါတယ်အကူအညီလိုတာပဲဖြစ်ဖြစ်တည်ကျင်တာရှိရင်ပဲဖြစ်ဖြစ်အလွယ်တကူမေးမြန်းစုံစမ်းလို့ရပါတယ်ပုခတ်မှာတွေ့ရတဲ့မြန်မာအများစုကအတော်လေးဖော်ရွေကြတာလည်းသတိထားမိပါတယ်ဗျပုခတ်ကကဘာကြော်တော့လည်းတကယ်ကိုလှပါတယ်အနားယူဖို့အပန်းဖြေဖို့အတွက်ပဲတော့တော့အက်တီဗီတီတွေလုပ်ဖို့ပဲတော့တော့ပုခတ်ကအဆင်ပြေပါတယ်တယောက်တည်းကဲခြင်းလို့သွားမယ်ဆိုရင်လည်း ဖူးခတ်မှာမပြင်းရသလိုတငယ်ချင်းတွေနဲ့သွားမယ်ဆိုရင်လည်းအမှတ်တရကောင်းတွေကြံမဲ့နေရဖြစ်ပြီးတော့မိသားစုနဲ့သွားဖို့အတွက်လည်းတင့်တော်တဲ့နေရာတစ်ခုပါဗျ။ဒါကြောင့်မို့ထိုင်းနိုင်ငံရောက်တော့ဖူးခတ်ကတစ်ခါတစ်ခေါက်လောက်တော့အလဲသွားတဲ့နေရာတစ်ခုအဖြစ်ညွှန်ပေးကြပါတယ်ဗျ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်ပြီးမျှဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုံထားပေးကြပါဦးဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။